မင်္ဂလာပါရှင်ကျွန်မဒီကာပါဒီနေ့ဖော်ပြပေးခြင်းတဲ့အကြောင်းအရာကတော့အထူးမလို့တာတရင်ကိုဖော်ပြပေးပါမယ်2025ခုနှစ်ဇွန်လ20ရက်နေ့ဒီနေ့မြန်မာစံတော်ချိန်ည9:00နာရီချိန်ထုတ်ပြန်ကြမှာတော့ဒီနေ့မြန်မာစံတော်ချိန်ညနေ9:00နာရီခွဲချိန်တိုင်းထွားချက်တွေရကပလီပင်လယ်ပြင်နဲ့မင်္ဂလာပင်လယ်အော်ရောမှာမုတ်တုံလေအားကောင်းနေတာကြောင့်၎င်းအရှိဘက်ကရွေးရှားလာတဲ့လေပွေလိုင်းတွေရဲ့အရှင်ကြောင့်၎င်းအနောက်ဘက်ကရွေးရှားလာတဲ့လေပွေလိုင်းတွေရဲ့အရှင်ကြောင့်၎င်းဒီနေ့ညကနေ25ရက်6လ2025အတွင်းမှာတော့နေပြီးတော့ ရောင်းတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအေရီတိုင်းဒေသကြီးတရိုင်းတိုင်းတိုင်းဒေသကြီးကချင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မှာနေရာစိစိကနေနေရာအနှံ့ပြမိုးထချုံရွာသွန်းပြီးတော့တချို့ဒေသတွေမှာဒေသလိုက်နဲ့နေရာကွက်ပြီးတော့မိုးကြီးပါမယ်။မြမကန်ရက်တလျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်မှာတစ်ခါတရံမိုးသက်လေပြင်ကြာရောက်ပြီးလှိုင်းကြီးပါမယ်။မိုးသက်လေပြင်ကြာရောက်စဉ်ရေပြင်၊မြေပြင်၊လေပြင်ဟာတနအိကိုမိုင်30အထိတိုက်ခတ်ပါမယ်။လိုင်း ်းမြေဟာမကန်ရန်တက်ရှောင်းတဲ့ကမ်းလွန်ပင်လယ်ပြင်မှာ၁၀ပေကနေ၁၂ပေကရှိပါမယ်။ ဒါကြောင့်မိုးသည်ထန်စွာရွာသွန်းလာတဲ့အတူတူလေပြင်းတွေတိုက်ခတ်တာမိုးတက်ကြုံတာမိုးကြိုးပြစ်တာလျှက်စီးလက်တာမိုးသေးကြွေတာတရက်ပြက်ရေကြီးတာနဲ့မြေပြိုတာစားတဲ့သဘာဝဘေးရန်တွေဖြစ်ပေါ်နိုင်တဲ့အတွက်အဆိုပါဒေတာမှရှိတဲ့ကိုမြင့်ဒေတာအနေမှာနေထိုင်ကြတဲ့သူတွေအနေနဲ့မြေပြိုမှုအန်နဲ့မြင့်ငယ်ချောင်းငယ်နေမှာနေထိုင်ကြတဲ့သူတွေအနေနဲ့ရေကြီးရေရှာမှုတွေကိုကြိုတင်သေးပြုရှောင်ရှားဖို့နဲ့ပြည်တွင်းရေချောင်းသွားလာရေလေချောင်းပြန်တမ်းရေးနဲ့ဆံမြောင်းတာတမန်တွေအနေနဲ့လိုအပ်တာတွေကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်ဖို့တတိပေးလာခဲ့တာဖြစ်ပါတယ်။ ဒါအပြင်မြန်မာနိုင်ငံအလဲပိုင်းမှာမိုးရွာကတက်တာပြီးတော့တောင်ပိုင်းနဲ့မြောက်ပိုင်းမှာတော့မိုးများဆက်လက်ရွာသွန်းနေနိုင်တဲ့အကြောင်းဖော်ပြပေးပါမယ်။လေကြောင်းမလို့တာအဝေဖြူဟန်ကတော့ဒီနေ့20ရက်6လ2025ခုနဲ့မနက်7:00နာရီ 5မိနစ်အချိန်မှာအခုလိုထုတ်ပြန်ခဲ့ပါတယ်။ရခိုင်ပြည်နယ်မွန်ပြည်နယ်ကရင်ပြည်နယ်ရှောင်းတိုင်းဒေသကြီး AR တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးကချင်ပြည်နယ်ချင်းပြည်နယ်တရင်းနိုင်တိုင်းဒေသကြီးနဲ့စကိုင်းတိုင်းဒေသကြီးအလဲပိုင်းဒေသတွေမှာတော့နေရာအနှံ့ပြမှုရသွန်ပါမယ်။ရှောင်းတိုင်းဒေသကြီးရခိုင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးအလဲပိုင်းနဲ့မွန်ပြည်နယ်မှာတော့နေရာကွက်ပြီးမှုကြည့်ပါမယ်။ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့တောင်ပိုင်းနေပြည်တော်နဲ့ကယားပြည်နယ်မှာတော့နေရာစိစိမှုရသွန်ပါမယ်။စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းမန္တလေးတိုင်းဒေသကြီးနဲ့မကွေးတိုင်းဒေသကြီးတွေမှာတော့နေရာကျကျမှုရသွန်ပါမယ်။ ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာတိမ်ထူထပ်ပြီးအသင့်တင့်ဖြစ်ထွန်းနိုင်ကနေရာကွက်ကြမှုရသွားမှာပဲမြန်မာနိုင်ငံအလှည့်ပိုင်းမှာတော့မိုးရွာလာကနေသားချင်းရှိလာနိုင်တယ်လို့ ရေသိမ်းချွေလိ6လမ်းနဲ့တူတယ်အမြန်လေးပြုလို့ကြားဖို့အကြံပြုလာတာဖြစ်ပါတယ်ဒါအပြင်မလို့သာသူတည်တည်အွန်လိုင်းကလည်းမိုးကာလာအကွန်ရဲ့ဂျွန်လ30ရက်အထိတော့မိုးရွာတာကမပြတ်နိုင်ပါဘူးအနောက်တောင်ဘုံတုံလေးအားကောင်းနေစင်မလို့လေပြင်းဟာရံပါရံကတိုက်နေတာလည်းရှိပါမယ်လက်တလောအချိန်မှာတော့ထန်းပင်နဲ့ဘကူတိုင်းနောက်ချမ်းလက်ပန်းပတ်မှာတော့မိုးနှဲငယ်ရွာသွန်းပြီးတော့တိတ်နေထူထပ်နေပါတယ် ရန်ကုန်ကမာရွတ်အထက်မြင်စတေရှင်မှာတော့နေတိုင်းတော့အမြင့်ဆုံးဟာတနအီကိုမိုင်20ကျော်ရှိနေပါတယ်။ပဲခူးတိုင်းအရှိန်ကျမ်းမှာတော့မိုးကဆက်များနေဦးမှာပါ။အခုဖော်ပြထားတဲ့သတင်းလေးကတော့တောင်ဝစူးတက်ရွာနဲ့ကြောက်တရားနဲ့လက်ကုတ်ကုံတရာရွတ်တရရေတိုးပြီးကျိုးသွားတယ်လို့ဆိုပါရယ်ရေကတော့လျှက်တစ်ပြက်ရေကြီးတာမျိုးလို့သိရပါဗါတအီးနဲ့တလာမဲ့စစ်တောင်းမြစ်ရေကိုလည်းသတိထားစောင့်ကြည့်ရအောင်ပဲလို့ဆိုပါရယ် မော်ဘီဂျိုရူးပေါ်မှာတော့မြန်မာနိုင်ငံအလဲပိုင်းဒေတာတွေနဲ့ရှမ်းပြည်နယ်ဘက်မှာတိမ်ပြထုံးမှုအခြေအနေကတော်တော်ကိုပပပါပါပဲလို့ဆိုပါရယ်ဆက်လက်ပြီးတော့ရဲတပ်ဘက်မှလို့သာခံမှန်းချက်ကိုဖော်ပြပေးပါမယ် ဒီတစ်ပတ်အတွင်းဘင်္ဂလားပင်လယ်အခြေအနေကတော့ကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတော့အနောက်တောင်ဘက်တို့လေဟာအားကောက်ရာကနေအားလုံးကောင်းပါတယ်။ဘင်္ဂလားပင်လယ်မြောက်ပိုင်းမှာ16ရက်18ရက်17ရက်နေ့တွေမှာတော့လေထုမငြိမ်သက်တာတွေဖြစ်ပေါ်ပါမယ်။မိုးကျင်တွေဟာနေပြည်တော်စကိုင်းတိုင်းမန္တလေးတိုင်းရန်ကုန်တိုင်းအေရာတွေတိုင်းပဲခူးတိုင်းမကွေးတိုင်းဒရဲနာရီတိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ကရင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်မှာတော့နေရာစိတ်စိတ်ကနေနေရာအနှံ့ပြမိုးထွက်ကြုံရသွားပါမယ်။ဘင်္ဂလားပင်လယ်မြောက်ပိုင်းမှာ16ရက်18ရက်17ရက်နေ့တွေမှာတော့လေ တို့မငြိမ်သက်တာတွေကြောင့်ရန်ကုန်တိုင်းအရာရီတိုင်းပဲခူးတိုင်းမကွေးတိုင်းတရဲနိုင်တိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်ချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်မှာတော့နေရာကွက်ပြီးမှုကြည့်ပါမယ်။ မလို့တာဖြစ်စဉ်တွေအနေနဲ့ဂျွန်လ22ရက်22ရက်နေ့တွေမှာတော့အရှိဘတ်နဲ့အနောက်ဘက်ကလာတဲ့လေဝင်လိုင်းတွေရဲ့အရှင်ကြောင့်စကိုင်းတိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်ရခိုင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တွေမှာတော့နေရာကွက်ပြီးမှုကြည့်ပါမယ်။အဆိုပါကာလအတွင်းဘင်္ဂလားပင်လယ်အလဲပိုင်းနဲ့၎င်းနဲ့ဆက်စပ်ရရှိတဲ့ဘင်္ဂလားပင်လယ်မြောက်ပိုင်းမှာလေပြင်းအားနဲ့ရောင်းတခုဖြစ်ပေါ်လာနိုင်ပြီးတော့ဆက်လက်စောင့်ကြည့်ဖို့လိုအပ်ပါတယ်။မုတ်တုံလေအားလုံးကောင်းနေတာကြောင့်မြေချောင်းလေးမှာရှိတဲ့မြို့ရာတွေနဲ့ဆန်တဲ့ရှင်တော်တမန်လေးမှာရှိတဲ့မြို့ရာတွေအနေနဲ့မလို့တာသတင်းတွေကိုအထူးသတင်း တိပြုနားထောင်ကရေကြီးရေရှာမှုအန္တရာယ်နဲ့ဆက်ရေလွတ်တာဆက်ကျိုးတာတွေကြောင့်ရုတ်တရက်ရေလွှမ်းမှုမှုအန္တရာယ်ကိုသတိပြုတင်တယ်လို့လည်းဆိုပါတယ်။ဆက်လက်ပြီးတော့လည်းဂျွန်လ20ရက်နေ့အတွက်မလို့သာခံမှန်းချက်ကိုဖော်ပြပေးပါမယ်။ဘင်္ဂလားပင်လယ်အခြေအနေကတော့ကပ်လီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်မှာတိမ်အင်းတင်းနဲ့ကနေတိမ်ထူတက်ပြီးတော့ မိုးတော်လေးဟာအားသင့်တဲ့ကနေအားကောင်းပါမယ်။ပင်လယ်ပြင်ချင်းတွေကရခိုင်ကမ်ရက်နဲ့မြဝကျုံပေါ်ဒေသတွေမှာအနောက်အနောက်တောင်ဘက်ကနေလေဟာတနအီကို25မိုင်ကနေမိုင်30ခန့်တိုက်ခတ်နိုင်ပြီးတော့လှိုင်းသင့်တဲ့ကနေလှိုင်းကြည့်ပါမယ်။တရင်းနိုင်ကမ်ရက်နဲ့မိုးရမကွေးမှာတော့လေဟာအနောက်အနောက်တောင်ဘက်ကနေတနအီကို10မိုင်ကနေမိုင်20ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းသင့်တဲ့ရှိပါမယ်။မိုးချင်းတွေဟာစကိုင်းတိုင်းအထက်ပိုင်းရန်ကုန်တိုင်းပဲခိုးတိုင်းအေရီတိုင်းကချင်းပြည်နယ်ရခိုင်ပြည်နယ်ကရင်ပြည်နယ်နဲ့မြို့ပြည်နယ်မှာနေရာအနှံ့ပြမိုးထစ်ကြုံရွာတော့ပြီးတော့တချို့ဒေသတွေမှာနေရာကွက်ပြီးမိုးကြီးနိုင်ကနေပြီးတော့စ ကိုင်းတိုင်းအောင်ပိုင်မန်းလေးတိုင်းတရင်းနိုင်တိုင်းရှမ်းပြည်နယ်ချင်းပြည်နယ်နဲ့ကရင်နီပြည်နယ်မှာတော့နေရာစိမ့်စင်မိုးထက်ကြုံရွာသွားပါမယ်။မကွေးတိုင်းမှာနေရာကွက်ကြားမိုးထက်ကြုံရွာသွားပါမယ်ရှင်။ ဆက်လက်ပြီးတော့လည်းဂျွန်လ22ရက်အတွက်မလို့သားခံမဲ့ချက်ကိုဖော်ပြပေးပါမယ်။ဘင်္ဂလားပင်လယ်အခြေအနေကတော့ကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အောက်မှာတိမ်အထက်တဲကနေတည်ဥတက်ပြီးတော့မိုးတုံလေဟာအာသင်းတဲကနေအားကောင်းပါမယ်။ပင်လယ်ပြင်အခြေအနေကတော့တရင်းနိုင်ကန်ရရခိုင်ကန်ရမြဝချုပ်ပေါ်ဒေတာနဲ့မိုးဒမန်ကွေ့မှာတော့အနောက်အနောက်တောင်ဘက်ကနေလေဟာတနင်္ဂနွေကို10မိုင်ကနေ -10 ကန်တိုက်ခတ်ပြီးလှိုင်းသေးတဲ့ရှိပါမယ်။မိုးချင်နေဟာနေပြီးတော့စကိုင်းတိုင်းမန်လေးတိုင်းရန်ကုန်တိုင်းအေရီတိုင်းပဲခူးတိုင်းပဲခွေးတိုင်းတရင်းနိုင်တိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်ကျင်းပြည်နယ်ရခိုင်ပြည်နယ်ကရင်ပြည်နယ်ကရင်ပြည်နယ်နဲ့မြို့ပြည်နယ် င်မှာနေရာဆစ်ဆေးကနေနေရာအနှံ့ပြောင်းမှုတစ်ချုံရွာတော့ပါပဲ။စကိုင်းတိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်အစီပိုင်းရခိုင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်မှာနေရာကွက်ပြီးမှုကြည့်ပါမယ်ရှင်။ဆက်လက်ပြီးတော့လည်းလင်ပြည်အားနဲ့ရောင်းဝအခြေအနေအသေးပေးချက်6ကာကြီးစာကွဲ2025ကိုထုတ်ပြန်ပေးပါမယ်။2025ခုနှစ်ဇွန်လ20ရက်နေ့တိုင်းထွာရရှိတဲ့အခြေအနေမှာတော့ဒီနေ့မြမဆန်တော်ကြီးစင်နိုင်ခွဲချိန်တိုင်းထွာချက်တွေရတော့အိန္ဒိယနိုင်ငံအော်ရိတာပြည်နယ်မြောက်ပိုင်းမှာဖြစ်ပေါ်နေတဲ့လင်ပြည်အားနဲ့ရောင်းဝကတော့အနောက်မြောက်ဘက်ကိုဆက်လက်ရွှေ့ရှားကြရမှာ ဂျဟာခန်းပြည်နယ်ကိုရောက်ရှိခဲ့ပါတယ်။အဆိုပါလေဖိအားနဲ့ရောင်းကတော့အနောက်မြောက်ဘက်ကိုဆက်လက်ရွှေ့ရှာနိုင်ကလာမယ့်24နာရီတွင်အိန္ဒိယနိုင်ငံပီဟာပြည်နယ်အနောက်တောင်ပိုင်းကိုတက္ကသိုလ်လာမယ့်58နာရီတွင်မှာ အတာပရဒိတ်ပြည်နယ်အရှိပိုင်းကို၎င်းရောက်ရှိကလီဘီအာနဲ့ဆဲအဖြစ်ကိုရော့သွားနိုင်တယ်လို့ခန့်မှန်းရပါတယ်။မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုခြေအနေကတော့အဆိုပါလီဘီအာနဲ့ရံဝင်ရဲ့အရှင်ကြောင့်မိုးတုံလီအားကောင်းရာကနေအားနှောင်ကောင်းနေတဲ့အတွက်ဒီနေ့ကစလို့22ရက်6လ2025အတွက်မှာတော့တပြည်လုံးမှာနေရာစစ်စစ်ကနေနေရာနှံ့ပြမိုးထစ်ကြုံရွာသွန်းပြီးတော့နေရာကွက်ပြီးမိုးကြီးတာနဲ့မိုးတက်လေပြင်းနေတိုက်ခတ်တာတွေဖြစ်ပေါ်နိုင်တယ်လို့ခန့်မှန်းရပါတယ်။အဆိုပါလီဘီအာနဲ့ရံဝင်ရဲ့အရှင်ကြောင့်မိုးတုံလီအားကောင်းရာကနေအားနှောင်ကောင်းနေတဲ့အတွက်ဒီနေ့ကစလို့22ရက်6 ောက်လာ2025အတွင်းမှာတော့မြမကင်ရတက်လျှောက်နေကန်လွန်ပင်လေပြင်မှာတခါတရံမိုးသက်လေပြင်ကြာရောက်ပြီးလှိုင်းတင်တင်ကနေလှိုင်းကြည့်ပါမယ်။မိုးသက်လေပြင်ကြာရောက်စဉ်ရေပြင်မြေပြင်လေပြင်ဟာတနအီကို35မိုင်ကနေမိုင်40အထိတိုက်ခတ်ပြီးတော့လှိုင်းမြင့်ဟာ6ပေကနေ12ပေကရှိပါမယ်။ဆက်လက်ပြီးတော့လည်းမိုးကြီးတာနဲ့မိုးသက်လေပြင်တိုက်ခတ်တာ3ပေချက်6ခါခွေတိုင်းရပုံ2025ကိုထုတ်ပြန်ပေးပါမယ်2025ခုနှစ်ဇွန်လ19ရက်နေ့ထုတ်ပြန်ကြမှာတော့ ဒီနေ့မြန်မာစံတော်ချိန်9နာရီခွဲချိန်ညောင်းဆုံးရရှိတဲ့ချက်လက်တွေရအနောက်တောင်မုံတုံလေးအားကောင်းရကနေအားလုံးကောင်းလာနိုင်တာကြောင့်20ရက်6လ2025မှာတော့စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းတရိုင်းတိုင်းဒေသကြီးကချင်ပြည်နယ်မှာ၎င်း21ရက်6လ2025မှာတော့ စကိုင်းတိုင်းဒေသကြီးတရင်တိုင်းတိုင်းဒေသကြီးကချင်ပြည်နယ်ချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်မှာ၎င်း22ရက်6လ2025မှာတော့စကိုင်းတိုင်းဒေသကြီးတရင်တိုင်းတိုင်းဒေသကြီးအေရတိုင်းဒေသကြီးကချင်ပြည်နယ်ချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်မှာ၎င်း23ရက်6လ2025မှာတော့စကိုင်းတိုင်းဒေသကြီးရောက်တိုင်းဒေသကြီးအေရတိုင်းဒေသကြီးတရင်တိုင်းတိုင်းဒေသကြီးကချင်ပြည်နယ်ချင်းပြည်နယ်ရှမ်းပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်မှာ၎င်း24ရက်6လ2025မှာတော့စကိုင်းတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအေရတိုင်းဒေသကြီးရောက်တိုင်းဒေသကြီးတရင်တိုင်းဒေသကြီးကချင် င်ပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ရှမ်းပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်မှာလကောက်25ရက်6လ2025မှာတော့စကိုင်းတိုင်းဒေသကြီးချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်မှာလကောက်နေရာအနှံ့ပြားမိုးထွက်ကြုံရွာသွန်းပြီးတော့နေရာကွက်ပြီးမိုးသက်ထန်တာဒေသလိုက်မိုးကြီးတာနဲ့မိုးသက်လေပြင်းတွေတိုက်ခတ်တာတွေဖြစ်ပေါ်နိုင်ပြီးတော့မိုးသက်လေပြင်းကြာရောက်စဉ်ရေပြင်းမြေပြင်းလေပြင်းဟာတနအီကို35မိုင်ကနေမိုင်50တိတိုက်ခတ်နိုင်တယ်လို့ခန့်မှန်းရပါတယ်။ဒါကြောင့်ပြည်သူလူထုအနေနဲ့မိုးရွာသွန်းတာကြောင့်ဖြစ်ပေါ်လာနိုင်တဲ့ရေကြီးတာမြေပြိုတာနဲ့လေပြင်းတိုက်ခတ်တာကြောင့်ဖြစ်ပေါ်လာနိုင်တဲ့အဆောက်အအုံတွေတစ်ပင်တဲ့ကိုင်းတွေ fiber ါလိုင်းနဲ့လျင်စစ်တပ်အားလိုင်းတွေပြိုလဲရိုက်နေတာစတဲ့သဘောအဘေးအန္တရာယ်ဖြစ်ပေါ်နိုင်တဲ့အတွက်ကွန်မြူနီတီအနီးမှာနေထိုင်ကြတဲ့သူတွေအနေနဲ့မိုးချိုးပြစ်တာနဲ့မြေပြိုမှုအန္တရာယ်ကို၎င်း မြမကန်ရန်တက်ရှောင်းမြင်းငယ်ချောင်းငယ်အနေနဲ့မြေနေပိုင်းမှာနေထိုင်ကြတဲ့သူတွေအနေနဲ့လေပြင်းအန်နေနဲ့လျှက်ရပြရေကြီးရေရှာမှုအန်နေတဲ့ကို၎င်းကြိုတင်သတိပြုနိုင်ဖို့နဲ့ဆိုင်ယုံမွေးမွေးတောင်သူတွေအပါအဝင်ဆင်ရောင်းတာရမန်လေးဒါအပင်းဆယုံလေးပြည်ရင်းလေကြောင်ပြန်တက်ရေးပြည်ရင်းရေကြောင်သွားလာရေးမြမကန်ရန်တက်ရှောင်းနဲ့ကမ်းလွန်ပင်လေပြင်းမှာရှိတဲ့ကမ်းနေကမ်းဝေးငါးဖန်ရင်ရင်လေးဆက်လေတင်မောတဲ့အနေနဲ့လည်းသတိပြုနိုင်ဖို့အသေးပြထုတ်ပြန်လာတာဖြစ်ပါရဲ့ရှင်